ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကျွန်တော်တို့လျှက်စင်ယုံကို၃လလုံးလုံးလာနေတာပဲဒါမှရွာကိုလျှက်စင်ပြီးကလာမပေးသေးဘူးကျွန်တော်တို့ဘယ်နှခါရှောင်းလွန်တင်ရမှာလဲဗျာဟေးရွာကိုလျှက်စင်ပြီးပေးတာကွန်းရမှာထုံးတုတ်တယ်လို့လွဲတာမဟုတ်ဘူးလေ ရှောက်လွာတွေတင်ရောင်းမယ်။ဖောင်တွေဖြည့်အောင်မယ်။လူမျိုးမျိုးစီရောက်ခွင့်ပြုချက်ယူပြီးလက်မှတ်ထိုးရအောင်မယ်။မင်းတို့သိရမလား။ရောင်းဦးလျက်စင်ပြီးရဖို့ဆိုတာနှစ်ပေါင်းများစွာကြာသေးกว่า။ဆောင်းရာဒီမှာတော့လျက်စင်ပြီးမရှိဘဲနဲ့တမျိုးတစ်ပုံနေလို့ရသေးတယ်။ဒါမဲ့နေရာဒီကြာတော့ဘယ်လိုလုပ်မလဲ။နှစ်ဆင်းနှစ်တိုင်းနေရာဒီမှာရွာတရာလုံးပူလောင်နေတာပဲ။ဇီယာတို့ကတော့ရုံးမအဲကွန်းတွေကူလာတွေဖွင့်ပြီးအေးအေးဆေးဆေးနားနေကြတာပေါ့။ဒါမဲ့ဇီယာတို့ကျွန်တော်တို့စင်းရဲသားတွေကိုလည်းစဉ်းစားပြီးပါဦး။ဒါဆိုမင်းတို့ကဘာပြောချင်တာလဲ။ငါတို့အလုံးမလုပ်ဘူးလို့ပြောချင်တာလား။ ်ဟေးငါတို့ဒီမှာထိုင်နေတယ်ဆိုတာငါတို့အလကားထိုင်နေတာမဟုတ်ဘူးကွာအခုဒီကနေထွက်သွားလိုက်တော့ငါတို့မှလုဆင်ရရှိသေးတယ်လျှက်စင်မီရကနေငါပြောမယ်လျှက်စင်ယုံကလူတွေကဒီလိုပြောလိုက်တော့ရွာသားတွေအားလုံးလည်းစိတ်ပြတ်အားငယ်စွာနေထွက်လာခဲ့ကြပါတယ်ပြောလို့ကြီးကျွန်တော်တို့အခုဘာလုပ်ရမလဲဆိုတာပြောပါဦးဘာပြောရမလဲငါကိုယ်တိုင်လေးစိတ်ပူနေတာပဲပထမဆုံးအနေနဲ့ငါတို့ရွာအရင်သေးတယ် ခေနောက်ကြတော့အစိုးရကဒီတိုင်းပြည်မှာမာဒန်ဘူးလို့ခေါ်တဲ့ရွာတရွာရှိတယ်ဆိုတာတော့မေ့နေပြီလို့ထင်ရတယ်။အားလုံးကမြို့ရည်ကြီးကိုပဲတိုးတောင်းအောင်လှုပ်ချင်နေကြတာ။ရွာကိုဘယ်သူမှဂရုမစိုက်ကြဘူး။ဒီနှစ်တည်းအားလုံးမှာကျွန်တော်တို့လည်းရွာကိုလူသိများအောင်ကြိုးစားခဲ့တာပဲ။ဒါမဲ့မိရမရသေးဘူး။အပူတန်းကညတက်တာရရောက်အောင်လို့လျှက်စင်မီလိုင်းလေးရွာကိုရောက်လာခရင်ကောင်းပါပဲ။ဒါမဲ့ဒီနှစ်လည်းအရင်နှစ်တွေလိုပဲလျှက်စင်မီမရှိဘဲနွေရာသီကိုဖျက်သိမ်းရမှာလို့ပါပဲ။ ရွာသားတွေအားလုံးလည်းမကြင်မနက်နဲ့ညှိတွားကြရင်နေပူကျင်းတဲ့နေ့မှာကိုယ့်ရင်ကိုယ်ပြန်သွားကြပါတော့တယ်။ဖစ်ကလေးတို့မင်းတို့မိဘမလဲခြံထဲမှာလည်းမရှိဘူး။အမေကအိုးရီရောင်းဖို့အိမ်နီးချင်းအတော်နဲ့မြို့ကိုသွားတယ်။ညနေလောက်မှပြန်ရောက်မယ်လို့ပြောတယ်။အမေကချာပါတီနဲ့အာလူဟင်းချက်ပြီးသားထားခဲ့တာ။အဖေစားတော့မယ်ဆိုသမီးပြင်ပေးမယ်လေ။ကိုမြင့်လည်းလက်စင်ပြီးစားဖို့ထမ်းလိုက်ပါတယ်။ပန်ထရာကသူ့ကိုထမင်းပြင်ပေးပြီးမြေဦးရဲကရေအေးအေးကိုဖန်ခွက်နဲ့ထည့်ပေးလိုက်ပါတယ်။ ီယူတောက်လိုက်တော့ဒီပူလောင်တဲ့ရာသီဥတုမှာခန္ဓာကိုယ်တက်တာစေတယ်။အနည်းဆုံးတော့ငါတို့စင်းရဲသားတွေဒီအိုးလေးတွေရှိနေသေးတာပဲ။ဒီလိုနဲ့ညနေခင်းအုံဆုံးသွားပါတော့တယ်။ကိုမြင့်ရဲ့ဇနီးဒေဝီကအိနီနာချင်းစူးရှာနေတူမြေအိုးမြေခွက်တွေအပြည့်ပါတဲ့လဲတစည်းနဲ့အိမ်ပြန်ရောက်လာခဲ့ပါတဲ့။ဒီနေ့ပြန်လာတာရဲနောက်ကြတာပဲ။ဒီနေ့ပတ်စံတွေအများရခဲ့တယ်ထင်တယ်။တပြားမှမရခဲ့ပါဘူးရှင်။အိုးတွေတုံးဆောင်ပစ္စည်းတွေအားလုံးဒီတိုင်းပဲပြန်သေးလာတာ။ အရင်ကတော့နေရာဒီမှာမြေအိုးတွေကကောင်းကောင်းရောင်းရတယ်။ဘာလို့လူတွေကအိုးတွေမဝယ်ကြတော့တာလဲ။မြို့မှာလူတိုင်းကရေခဲတက်တာရှိနေပြီလေ။ဘာလို့အိုးတွေဝယ်ကြတော့မှလဲ။လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတော့နေရာဒီမှာအိုးတွေရောင်းရသေးတယ်။ဒါပေမဲ့ခုတော့အဲ့ဒါတောင်မရှိတော့ဘူး။ဒီတိုင်းသာဆိုရင်ကျမတို့ဘာနဲ့စားကြမလဲ။ကျမတို့ကအပူတံခံရတဲ့ပြင်အခုအလုပ်လည်းမဖြစ်တော့ဘူးရှင်။နေရာဒီစတာနဲ့ရွာလေးကလူတိုင်းစိုးရင်ပူပန်ကြရပါတယ်။ နှစ်ပေါင်းများစွာရာမာလျှက်စင်မီလည်းမရှိကောင်းမွန်တဲ့အလုပ်ကိုင်အခွင့်အလန်းလေးမရှိနိုင်ဖြစ်နေပါသေးတယ်။ရွာသားတချို့ကမြေဥတွေလုံယောင်းကြပြီးတချို့ကတော့တထည်တွေရဲ့လေတွေမှာလေးလုကြပါသေးတယ်။ကြီးဆိုလို့လည်းရွာမှာမြစ်တစ်စင်းပဲရှိပါသေးတယ်။ရွာသားတွေအားလုံးဒီမြစ်ကိုမှုခိုးအားထားပြီးရှင်သန်နေကြရတာပေါ့ကွယ်။တခါတလေငါတွေးမိရဲ့တိလား။ရွာမှာမြစ်မရှိရင်ငါတို့အကုန်ဒီအပူတန်နဲ့သေကုန်ကြမှာပဲ။အေးနင်ပြောတာမှန်တယ်မြသွေး။ ဒီမြက်ကအခုငါတို့ဘဝရဲ့တခုတီးသောအားကိုးရာပဲလလည်းကုန်ခါနင်းနေပြီလကုန်တိုင်းငါတို့မြက်ကိုပူစော်နေကြနေဒီတနင်္ဂနွေနေ့မှာအားလုံးမနက်6နိုင်မှာမြက်ကမ်းပေးကိုစူးကြဘာပဲဖြစ်ဖြစ်ဒီမြက်ကငါတို့ရှင်တန်ဖို့တခုတီးသောအားကိုးရာပဲမြက်နဲ့ဖရားမှဒီမြက်ကိုဘတော်မှမခန်းချောက်ပါစေနဲ့တဖက်မှာရွာတရားလုံးအပူရန်ကြောင့်ဒုက္ခရောက်နေချိန်မှာတခြားတဖက်မှာတော့ရွာထဲမှာရှိတဲ့ဒီမြက်ကြောင့်ရွာတရားလုံးရှင်တန်နိုင်ခဲ့ပါတယ် လူတိုင်းဟာသူတို့ရဲ့တခုတည်းသောအားကိုးရာမြစ်ကိုလာစဉ်ပူဇော်ကြပြီးမြစ်ကိုညဉ့်ဉဲမှုတွေကနေလဲကာကွယ်ခဲ့ကြပါတည်။အိုးဖျားရေဒီနေ့တော့တကယ်ပဲတော်တော်ပူတာပဲဟဲ့။အရင်နေ့တွေထက်တောင်ပူသေးတယ်။နေရောင်ခြည်တွေကျနေမှောက်ပဲမီးလုံးတွေကျနေတယ်လို့ပဲ။မင်းတို့တားရေအိုးရရေတစ်ခွက်သွားယူခဲ့ပါအောင်ကွယ်။ဟုတ်ကဲ့မီးမင်းတို့လည်းအိမ်ထဲဝင်သွားပြီးအိုးရကရေအေးအေးကိုဖန်ခွက်နဲ့ခတ်ပြီးတော့သူ့အမေကိုပြေးလိုက်ပါတည်။ ဒီအိုးရဲရေကရမ်းအေးတာပဲဒီအိုးကရေဦးမြမြင်အေးအောင်လုံနိုင်တော့ကောင်းလိုက်တာတားတို့သာဒီအိုးထဲမှာနေလို့ရရင်ဘလောက်တောင်ကောင်းလိုက်မလဲဟုတ်တယ်မေဒါဆိုသမီးတို့လည်းဘတော်မှပူမှာမဟုတ်ဘူးရေလိုပဲအေးနေလိမ့်မယ်နင်တို့လေတခါတလေပါရီပြောနေကြလဲအမေနားကိုမလဲတော့ဘူးကဲတော့တော့တော့စားသွားလောက်ကြတော့ခဏနေငါနင်တို့အတွက်စားစရာချက်ပေးမယ်ဒီလိုနဲ့ရန်နေငယ်ကုံဆုံးသွားပါတော့တယ်နေရတွေကြာလာတာနဲ့အမျှအပူတန်လေးတော်တော်လေးတူးလာခဲ့ပါတယ် ဒီနေ့အပူဒဏ်ကအရင်ပြင်းထန်တာမို့ရွာရဲကအသက်ကြီးတဲ့မျိုးသမီးတဦးဖြစ်တဲ့ဒေါ်စီဟာအပူဒဏ်ကြောင့်တီးဆုံးသွားခဲ့ပါတည်းအခုလိုမျိုးတကားမှမကြုံဘူးပါဘူးနှစ်ပေါင်းများစွာငါတို့ကအပူဒဏ်ကြောင့်ပဲဒုက္ခရောက်ခဲ့တာဒါပေမဲ့ဒီနေ့မှာတော့ရွာအတော်တရားအပူဒဏ်ကြောင့်တည်သွားပြီဖះရီဖះရှင်ကဒီလိုရက်ဆက်မှုတွေကိုငါတို့စင်းရဲသားတွေပေါ်ပဲလောက်တာလားအတော်စီမှာသမီးငယ်လေး၃ယောက်တောင်ရှိတာအခုဒီ၃ယောက်ဘာဆက်ဖြစ်မလဲဟဲ့ ဒေါ်စီရဲ့တည်ဆုံမှုကြောင့်လူတိုင်းကထိတ်လန့်တုန်လှုပ်သွားကြပြီးလူတိုင်းရဲ့ရင်ထဲမှာအပူတန်ကိုကြောက်ရွံ့မှုတွေကပူပြီးတိုးလာခဲ့ပါတယ်။နေ့တိုင်းလိုပဲဒေဝီဟာမြို့နယ်ရွာမှာဥရီသွားရောက်ခဲ့ပါတယ်။ဒီအိုးကြီးကဘလောက်လဲ။ဒီအကြီးက2000အသေးလေးက1000ပါ။ကျမမှ1000ပဲရှိတယ်။အိမ်မှာလူအများကြီးပဲ။ဒီအိုးသေးသေးလေးကနေဘယ်နှယောက်တောက်နိုင်မှာလဲ။ဘယ်တက်နိုင်မှာလဲလေ။ငါ့ကိုဒီသေးသေးလေးပဲပေးပါအောင်။အဲ့ဒါဆိုလဲဒီအကြီးကြီးပဲယူသွားပါ။ ပတ်စံရှိတဲ့နေကြမှာကျန်တာလာပြီပေါ့တလောက်ပူနေတဲ့အထဲဘသူမှရေငတ်နေတော့ငါမကြည့်ရနိုင်ဘူးငါလည်းနှင့်လို့စင်းရတာမဟုတ်နှင့်အခြေအနေငါနားလဲပါတယ်ဖီးယားသခင်ကနှင့်ကိုကောင်းချီးပေးပါစေနော်အနန္တတကုရှင်ကနှင့်ကိုကောင်းချီးပေးပါစေဒေဝီကအမျိုးသမီးကိုဦးကြီးကိုတဝက်စင်းနဲ့ပြေးလိုက်ပါတော့တယ်ဒေဝီကိုယ်တိုင်စင်းရပေမဲ့သူတက်နိုင်သမျှလူတွေကိုကူညီခဲ့ပါတယ်လူတွေကိုဦးတွေတဝက်စင်းနဲ့ပြေးတာတခါတလေရှင်ပြေးတာ တခါတလေသူ့ရဲ့မုံတွေကိုခွဲပြီးတာစသဖြင့်ကူညီခဲ့ပါတဲ့။ဒီလိုနဲ့ရန်နေငယ်ကုန်ဆုံးသွားပါတော့တဲ့။အတော်စီသေးဆုံးသွားပြီးနှစ်ပတ်တောင်မကြာသေးပါဘူး။ရွာလေးမှာ6နှစ်သားကလေးတယောက်ကအပူတန်းကြောင့်သေဆုံးသွားပြန်ပါတဲ့။ဒီဖြစ်ပျက်ကြောင့်ဒီဝီကရမ်းကြောက်ပြီးမြေကမ်းမင်းမှာရေခန့်ရင်းနဲ့ငိုကြွေးခဲ့ပါတဲ့။ရွာမှာလူနေရောက်အပူတန်းကြောင့်မသေဆုံးသွားရပြီ။အဲ့ဒီကလေးရဲ့အမေရှိုက်ကြီးတငင်ငိုနေရမြင်တော့ငှက်ရင်ပတ်သက်ထိုးအောင်သွားတာပဲ။ ေဝီငိုရင်းကိုရင်းကနေပြီးတော့သူ့မျက်ရည်တချို့ကမြစ်ထဲကိုကြာသွားခဲ့ပါတည်းငါကလေးရေမငိုပါနဲ့တော့အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဟမ်ဒီအတန်ကဘယ်ကနေလာတာလဲဘသူရှိနေရလဲနေရှိမှာပဲဒေဝီဒီအတန်ငါစီကလာတာဒီမြစ်ထဲကနေလာတာငါမြစ်နဲ့ဖះမှာပါငါနေနဲ့စကားပြောနေတာကျမအိမ်မက်မက်နေတာမဟုတ်ဘူးလို့မျောလင့်ပါတယ်မြစ်နဲ့ဖះမှာတကယ်ပဲကျမနဲ့စကားပြောနေရလားဟင် ငါနေနဲ့နေရွာရဲ့အခြေအနေကောင်းကောင်းသိတယ်။နေရွာလူအလုံးပြင်းထန်တဲ့အပူတန်ကြောင့်အရန်ဒုက္ခရောက်နေကြတယ်။ဒီရွာမှာနေတဲ့လူတိုင်းကစိတ်ထားကောင်းတဲ့သူတွေကြီးပဲ။နေလဲလူတွေအများကြီးကူညီတယ်။ဒါကြောင့်အခုငါနေတော့ကူညီချင်တယ်။နေရွာရဲ့မိသားစုတိုင်းတွေအိုးတလုံးစီလှုပ်ပေးရမယ်။ပြီးတော့အိုးထဲကိုငါမြစ်ကရှည်နဲ့ဖြည့်ပေးရမယ်။ဒါပေမဲ့ဒီအိုးရီအလုံးမြစ်ကမ်းပေးမှာလှုပ်မရမယ်။ဒေဝီလိန်မြင့်တဲ့ဖခင်မရဲ့စကားကိုနားထောင်ပြီးလှုပ်ဆောင်ပါတော့တယ်။ သူမြစ်ကမ်းမီးကိုမြန်လာပြီးရွာသားတဦးချင်းစီအတွက်အိုးအမျိုးမျိုးကိုပြုလုပ်ပါတယ်။သူမြစ်ရေကိုအိုးထဲကိုလောင်းထည့်လိုက်တဲ့အခါမှာရေပြည့်ထားတဲ့အိုးသေးသေးလေးတွေကရေပြည့်နေတဲ့အိုးအိမ်ကြီးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ကွယ်။ဒါရီကရေပြည့်နေတဲ့အိုးအိမ်တွေပဲ။အိုးမျက်နှာဖျားမမဲတော့ဂျေစုအများတက်ပါရဲ့ရှင်။ဒီဝီလေးရွာသားအလုံးကိုအမြင်စုပြီးမြစ်ကမ်းမီးကိုခေါ်သွားလိုက်ကြပါတယ်။လူတိုင်းဟာမြစ်ကမ်းမီးမှာစောင့်ထားတဲ့ရေပြည့်နေတဲ့အိုးအိမ်ကြီးတွေကိုမြင်တော့ အံ့အားတင်ပြီးပျော်ရွှင်သွားကြပါတော့တယ်။ဒေးဝီနေတကယ်ပြောနေရလားယင်ဒီရေအိုးအိမ်တွေကငါတို့ရဲ့အိမ်တွေပေါ့နော်ငါတို့ဒီမှာနေလို့ရတယ်လားယင်ဟုတ်တယ်နှစ်ဖះမှကိုယ်တိုင်ငါ့ကိုပြောပြခဲ့တာရွာသားအလုံးကတယောက်ပြီးတယောက်ရေအိုးအိမ်တွေကိုဝင်သွားခဲ့ကြပါတယ်ဒီအိုးအိမ်ဟာအတွင်းအရန်အေးတာပဲနော်ငါတို့အိုးထဲမှာနေနေတာလို့မထင်ရဘူးနှင်းဖုံးနေတဲ့တောင်ကြားတွေရဲ့အလဲမှာရက်နေရတယ်လို့ခန်းစားရတယ်နော် ငါဘဝမှာပထမဆုံးအချိန်ငါနှလုံးသားနဲ့ခန္ဓာကိုယ်ကငြိမ်းချမ်းမှုကိုခံစားရတာပဲ။ဒီရေအိုးအိမ်ဟာအရန်ကိုအံ့ဩစရာပဲ။အိုးတွေကရေပြည့်နေလို့အရင်အေးတာပဲ။ဒီလိုအိမ်မျိုးရှိရင်လျှက်စင်ပြီးဘယ်သူလို့မှလဲ။ယောက်သားတွေအားလုံးကမြေကမ်းပြီးမှရှိတဲ့ရေပြည့်ဖြစ်ထားတဲ့မြေအိမ်တွေထဲမှာပဲနေထိုင်ကြရတာအရန်ကိုပျော်ခဲ့ကြပါတဲ့။အမေအခုဒီမြေအိုးအိမ်တအိမ်လုံးကသမီးတို့ရဲ့အိမ်ပေါ့နော်။ဒီနေရာတည်တလျှောက်လုံးဒီအိမ်မှာနေကြမယ်။ပူနရဆိုတော့ဘဲမှမသွားတော့ဘူး။ တမီးတို့အားလုံးတီမှာပဲကစားကြမယ်။ငါအတွက်တော့ဒါရီအားလုံးကအိမ်မက်လိုပဲ။တမကိုယ်တိုင်လည်းမယုံနိုင်သေးဘူးရှင်။နှစ်ဖျားမရဲ့ကျေးဇူးတော်ကြောင့်အရာအားလုံးအဆင်ပြေသွားပြီ။ကျမတို့လည်းအပူတန်းနဲ့တက်တာရရခဲ့တယ်လေ။ဒီလိုနဲ့ရွာသားတွေအားလုံးဦးအိမ်ထဲမှာပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါရဲ့။ဒေးဝီနင်ကယုံမာတော့မဟုတ်ဘူး။မင်းညတော့ကလေငါမြေဦးအိမ်ထဲမှာအေးလွန်းလို့စောင့်ချုံပြီးတော့အိပ်ရတယ်တိလား။ဟုတ်တယ်အရင်အေးတာပဲ။ ငါအပြောဆုံးကတော့အခုရမှာဘသူမှပူတန်ကြောင့်တရားတော့မှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဒီလိုနဲ့ရွာသားတွေအားလုံးဥအိမ်ထဲမှာပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်ဒီလိုနဲ့အချိန်နှင်းငယ်ကုန်ဆုံးသွားပါတော့တယ်ယူကလူတချို့ရောင်ကိုလာရောက်လဲပတ်ကြပါတယ်အဲ့လူတွေရဲ့မျက်လုံးတွေကမြေကင်းပြီးမှရှိတဲ့ရေပြည့်ဖြင်းထားတဲ့ဥအိမ်ကြီးတွေပေါ်ကိုကြားရောက်သွားတဲ့အခါမှာတော့မယုံနိုင်စရာပဲကျွန်တော်မျက်လုံးတွေကိုကျွန်တော်မယုံနိုင်သေးဘူးဒီအိမ်တွေအားလုံးကမြေဥတွေနဲ့လုံထားတာလား ဟုတ်ကဲ့ရှင်ပြောတာမှန်ပါတယ်ဒီအိမ်တွေအားလုံးကမြေအိုးတွေနဲ့လှုပ်ထားတာအိမ်ထဲမှာလည်းအရန်အေးတယ်အိမ်အမျိုးမျိုးကျမမြင်ဘူးပဲမဲ့ဒီလိုမြေအိုးအိမ်မျိုးတစ်ခါမှမမြင်ဘူးဒီအိမ်တွေကိုတပ်ပုံရိုက်လို့ရမလားယင်မြေအိုးအိမ်တွေရဲ့တပ်ပုံတွေကိုဆိုရှယ်မီဒီယာပေါ်တင်လိုက်တာနဲ့ဝေးလံတဲ့နေရာမှာလူတတော်များများကရွာကိုလာရောက်ကြည့်ကြပါတယ်ဒီဖြစ်ပျက်ကြောင်းအချင်းတို့အတွင်းမှာပဲဒီနောက်ကျကျနေတဲ့ရွာကိုလူတွေရဲ့သတိပြုမိမှုကိုခံလာရပြီးတော့ မကြခင်မှာပဲရွာကိုလျှက်စင်ပြီးရောက်လာခဲ့ပါတယ်။အခုတော့ရွာဒီကလုံးနေရာဒီမှာတောင်ပျော်ရွှင်စွာနဲ့နေထိုင်နိုင်ကြပြီပေါ့ကွယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။